ပေါ့နော်ကျွန်တော်လက်ထဲမှာကင်ထားတဲ့စာအုပ်ဆိုရင်လေဆရာကြီးကသူကျမ်းမှာရင်ဆွဲရှိတော့အနိုင်ကျွန်တော်ကိုဘာမှာခဲ့လဲဆိုတော့ကျွန်မကန်ကြီးဒါကတော့ကွာဒေါက်တာအောင်မြင့်ဦးကငါ့အတွက်ရေးပေးထားတဲ့စောင်းပါလေးတကယ်လို့များဒီစောင်းပါလေးဖတ်ကြည့်ရတာငါတော်တော်လေးကျေနပ်တယ်ပီတိဖြစ်တယ်အဲဒါကြောင့်ငါပူဇာလို့သူရေးပေးတာလေမဟုတ်သူနှလုံးသားတွေကသူ့အတွက်ရေးပြီးတော့ထွက်လာတဲ့စောင်းပါလေးအဲဒါကြောင့်ဒီစောင်းပါလေးကိုငါများမျက်စိမှိတ်သွားတဲ့အခါငါများပွေလွန်သွားတဲ့အခါကျရင်ငါရဲ့အတုပအခမ်းအနားမှာ ဒီစာအုပ်ကလေးကိုကွာဒါလေးကိုခန်းခန်းနာနာလေးစာအုပ်ကလေးလုတ်ပြီးတော့လာတဲ့သူတွေကိုငါကန်းကျင်တယ်ကွာမင်းအဲ့ဒါလေးကိုတော့တာဝန်ယူပေးပါလို့ကျွန်တော်မှားခဲ့အဲဟုတ်ကဲ့ကျွန်တော်တို့ဒီမြန်မာသားကျွန်တော်ဆရာကြီးဆရာကြီးအကုန်လုံးသိန်းနိုင်ကိုယ်လွန်သွားတယ်ဗောနော်25ရက်နိုဝင်ဘာ25ရက်ဗောနော်အင်္ဂါနေ့ရက် ဒီကွယ်လွန်တဲ့မိနစ်ကတော့ဒီမနေ့9:55မိနစ်မှာကွယ်လွန်သွားတာပေါ့နော်ဆိုတော့ဟိုမအဲ့မကွယ်လွန်ပြီးအချိန်ကလေးအတိုင်းဆရာကြီးရဲ့အဲတာကြီးသမီးကြီးတွေဖြစ်တဲ့ဆရာမကြီးဒေါ်မမနိုင်တို့ဒေါ်မမီနိုင်တို့ကကျွန်တော်စီကိုဖုံးဆက်တယ်ဖေဖေတော့ကျမ်းမာကြီးတော်တော်လေးအခြေအနေစိုးနေပြီအသက်ငယ်စီလေးတွေထိုးထားရတယ်ဆိုကြားရတာပါယင်းထဲမှာဒင်းငနေဖြစ်ပြီးတော့စိတ်မကောင်းဖြစ်တယ်ဗောဗျာစိတ်မကောင်းဖြစ်တယ် အဲဘာဖြစ်လို့လဲဆိုတော့ဒီနေမကောင်းထိုင်မကောင်းဖြစ်တာတနေ့တစ်ချိန်မှာဒီလိုခီးလန်းကိုသွားကြရမယ်ဆိုတော့ကျွန်တော်တို့နားလေတယ်။ဒါပေမဲ့ကျွန်တော်တို့တွေဝမ်းနေတယ်ဗောဗျာ။အဲဘာကြောင့်လဲဆိုတော့နံပါတ်1အချက်ကလူသားတိုင်းလူသားတိုင်းပေါ်မှာသူမောက်မာတဲ့စိတ်မရှိဘူး။နောက်ပြီးတော့နှွေးထွေးတဲ့စိတ်နဲ့ပဲကန်းလင့်ကြိုးဆိုပြီးတော့ငါဆရာကြီးငါအကုန်လူသိမ့်နိုင်မယ်ဆိုတဲ့စိတ်သဘောထားတစ်ခုတည်းထားတာမဟုတ်ပဲနဲ့ တကယ်ကိုနှွိနှွိထွေထွေတပည့်သားချင်းတွေပေါ်မှာနှွိနှွိထွေထွေထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ပို့ပြီးတော့နှွိထွေတဲ့ရင်ခွင်ကြီးတစ်ခုစုံရှုံနေပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့ပညာရေးလောကစာပေလောကမှာလည်းပဲမြမစာအုပ်ဆောင်တပါးလည်းဖြစ်တယ်။နောက်ပညာရှင်တဦးလည်းဖြစ်တယ်။နောက်သင်ကြားရေးလောကမှာလည်းပဲပုဂ္ဂလိကလောကကျူရှင် လောကမှာလည်းပဲကျွန်တော်တို့အထက်ပမာပြီးအောက်ပမာပြီးမြမစာဆရာကြီးဆရာကြီးဆရာကြီးအားလုံးရတယ်။သူတို့ရဲ့ထမိုးတေတေပေးခဲ့တဲ့ ဆရာကြီးဖြစ်တဲ့အတွက်ကြောင့်စိတ်မကောင်းဘူးပေါ့နော်ထိုနည်းတူစွာပဲကျွန်တော်တို့လည်းပဲစိတ်မကောင်းဖြစ်တယ်ကျွန်တော်တဦးတည်းရဲ့သဘောထားရပြောရမယ်ဆိုရင်ကျွန်တော်တို့မိသားစုနဲ့ဆရာကြီးနဲ့ကတော်တော်လေးထိဆက်တယ်နှိဆက်တယ်နောက်ဆရာကြီးစာအုပ်တွေလည်းကျွန်တော်တို့လောက်ကင်ဆောင်ရွက်ပေးနေတာလည်းဖြစ်တာပေါ့နော်နောက်ကျွန်တော်မွေးဖွားခဲ့တဲ့အဲဒါငယ်သမီးငယ်တွေကိုလည်းဆရာကြီးရပဲနာမည်တွေပေးခဲ့တာပေါ့ဗျာနော်ဟိုအတိတ်တွေအများကြီးပြေးသွားတဲ့နာမည်တွေပေးပြီးတော့သူစောင့်ရှောက်ခဲ့အဲအခု ပေါ့နော်ကျွန်တော်လက်ထဲမှာကင်ထားတဲ့စာအုပ်ဆိုရင်လေဆရာကြီးကသူကျမ်းမှာရင်ဆွဲရှိတုံးရနိုင်ကျွန်တော်ကိုဘာမှာခဲ့လဲဆိုကျော်မကန်ကြီးဒါကတော့ကွာဒေါက်တာအောင်မြင့်ဦးကငါ့အတွက်ရေးပေးထားတဲ့စောင်းပါလေးတကယ်လို့များဒီစောင်းပါလေးဖတ်ကြည့်ရတာငါတော်တော်လေးကျေနပ်တယ်ပီတိဖြစ်တယ်အဲဒါကြောင့်ငါပူဇာလို့သူရေးပေးတာလေမဟုတ်သူနှလုံးသားတွေကသူ့အတူရေးပြီးတော့ထွက်လာတဲ့စောင်းပါလေးအဲဒါကြောင့်ဒီစောင်းပါလေးကိုငါများမျက်စိမှိတ်သွားတဲ့အခါငါများပွေလွန်သွားတဲ့အခါကျရင်ငါရဲ့အတုပအခမ်းအနားမှာ ဒီစာအုပ်ကလေးကိုကွာဒါလေးကိုခန်းခန်းနာနာလေးစာအုပ်ကလေးလုတ်ပြီးတော့လာတဲ့သူတွေကိုငါကမ်းကျင်တယ်ကွာမင်းအဲ့ဒါလေးကိုတော့တာဝန်ယူပေးပါလို့ကျွန်တော်မှားခဲ့အဲ့ဒါနဲ့ကျွန်တော်ဒီစာအုပ်ကလေးကိုကျွန်တော်ဘာလုတ်လာလဲဆိုစာအုပ်ကလေးကိုအမြန်လေးရိုက်ပြီးတော့ကျွန်တော်ကစောင်းရွက်ပြီးလဲနောက်ကြိုပြီးတော့လေကျွန်တော်မရိုက်ချင်ဘူးဗျာဘာကြောင့်လဲဆိုတော့လူတယောက်မကြမ်းပါဘူးဒီလမ်းခྱི་သွားရမယ်ဆိုတာသိပေမဲ့လေပဲသေလူအဖြစ်သတ်မှတ်ပြီးတော့ကျွန်တော်ရိုက်မထားရဘူး အဲဒါပေမဲ့သုံးသွားပြီဆိုတဲ့အခါကျမှကျွန်တော်စတင်ပြင်ဆင်တာပေါ့နော်အချိန်မီလေးရတယ်အချိန်မီလေးရရတဲ့အတွက်ကြောင့်လည်းပုံနှိပ်တိုက်ကိုလည်းကျွန်တော်တို့ကျေးဇူးတင်နောက်တစ်ချက်ကဒီကျွန်တော်တင်မဟုတ်ဘဲနဲ့အဲသူ့ရဲ့သားကြီးသမီးကြီးတွေလည်းဒီစာမူလေးကိုရိုက်ပြီးတော့သူသေဆုံးတဲ့အခါကွယ်လွန်သွားတဲ့အခါလာရောက်အတုပပို့တဲ့သူတွေကိုဝေပေးစေခြင်းနဲ့ဆိုတာလည်းမှားခဲ့အဲ့တော့ ကျွန်တော်ကလည်းဆရာကြီးဒေါက်တာဇီဝကိုပြောဆရာကြီးကျွန်တော်ကိုလည်းအဲ့လိုလေးမှားဟာဟုတ်လားမင်းလည်းမှားထားလားမှားထားတယ်အဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘာလုပ်လိုက်တာလဲဆိုတော့ဒါလေးကိုရိုက်ပြီးတော့ဝေတာပေါ့ဗျာနောက်ပြီးတော့အာမြမသာလောကမှာကောနောက်ပြီးတော့ကျွန်တော်တို့သင်ကြားရေးလောကမှာပါဆရာကြီးကနိုင်ကဆရာကြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဝမ်းနွေးရတယ်ပြုဆွေးရတယ်အာအခုကာလမှာလည်းပဲတကယ်တော်တက်ထူးကျွန်းတဲ့နာမည်ကုန်သတင်းကြော်စောတဲ့ဆရာကြီးတွေတပါးပြီးတပါး ဆုံးရှုံးနေရတာကိုလည်းကျွန်တော်တို့ဝမ်းနေတယ်ပေါ့နော်အဲကျွန်တော်တို့ရှေ့မာတင်ကိုပဲမြန်မာစာဆရာကြီးဂုံနုသိန်းနိုင်ပါပဲနာမည်ကျော်ကြားတဲ့ဆရာကြီးတွေဆရာကြီးเนาะဆရာကြီးတွေတော်တော်များများပေါ့ဗျာကျွန်တော်တို့ရွတ်ပြရင်ကြာမှာစိုးလို့မရွတ်တော့အဲဆုံးဆုံးရှုံးသွားတာရှိအဲအဲ့ဒါကြောင့်လဲကျွန်တော်တို့ဒီမြန်မာစာပေလောကရောကျွန်တော်တို့သင်ကြားရေးလောကမှာရောရှိတဲ့ဆရာဆရာမတွေအားလုံးကိုစားပေါ့နော်ကျွန်တော်တို့ဝမ်းနေရတယ်เนาะဝမ်းနေစကားလေးတွေကျွန်တော်တို့ ပြောခဲ့ရတယ်။တို့တော်ညာလည်းပဲတနေ့နေ့တစ်ချိန်ချင်းတစ်ခါခါမှာဒီလိုမျိုးလေးတွေသွားမယ်ဆိုတာကျွန်တော်တို့ကသိနေတဲ့အခါကျတော့တရားနဲ့ပဲဖြေရမှာပေါ့နော်။ဘာပြောပြောဆရာကြီးကိုချစ်ရင်ဆရာကြီးကိုဆရာကြီးဖြစ်စေခြင်းတဲ့အလုပ်တွေကိုကျွန်တော်တို့ပို့လုပ်ပြီးတော့ပေါ့နော်။ကျွန်တော်တို့ဘဝတွေကိုဆရာကြီးလိုမျိုးဖြစ်အောင်အများသူငါကိုကိုညီနိုင်အောင်တော်တက်ထူးကျွအောင်ကိုတင်တဲ့ဘာတရားမှာကိုထူးကျွအောင်ကိုနယ်ပယ်ကိုစောင့်ရှောက်နိုင်အောင် ပညာမျိုးစေ့တွေကျဲပဲ့ရင်းနဲ့ပဲဘဝကိုမှန်မှန်ကန်ကန်ရိုးသားသားတိတိကျကျလေးနဲ့ဖြတ်သန်းကြရအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့တဝန်းထဲပူဆွေးနှလုံးမသားမရစကားလေးကိုဒီမှာပဲရနာခွင့်ပြုပါဗျာเนาะအားလုံးလည်းကြားမှကျမ်းသာကြပါစေ